မဟာကျန်ကကိုရင်လေးတရားပွဲပြတ်သွားခဲ့ရတဲ့အကြောင်းရင်းပရိသတ်များလုံးမင်္ဂလာပါရှင်ဆယ်လီအင်ဆိုင်ဒါ page ကနေပြလေးကြိုဆိုလိုက်ပါတယ်။ ဒီကနေ့ရက်ကထိုင်းနိုင်ငံမှာကျင်းပပြုလုပ်ဖို့အတွက်စီစဉ်ထားတဲ့ကိုရင်လေးရဲ့တရားပွဲကပွဲချိန်နီးကပ်လာမှာထိုင်းအစိုးရဘက်ကခွင့်မပြုခဲ့ရကြောင်းတရားပွဲပြသွားခဲ့ရပါတယ်။ထိုင်းနိုင်ငံစပွန်ဆာခွန်ခရိုင်မဟာချိုင်ဝေလာရောက်ွက်မှာရှိတဲ့တနင်္ဂနွေကြီးမှာကိုရင်လေးရဲ့တရားပွဲကိုကျင်းပပြုလုပ်ဖို့အတွက်စီစဉ်ထားခဲ့ရဖြစ်ပါတယ်။ကိုရင်လေးရှင်ဥဒမတာရဟာအခုမှအသက်၁၄နှစ်သာရှိသေးပြီးတော့ကိုရင်ဝေပြီးသောချိန်ကလေးကသူ့အနေနဲ့တရဏဘောင်ထဲမှာပဲပြောင်းမွေရဖြစ်လို့တသက်လုံးတင်ငန်းဝတ်သွားရမယ်လို့ဆုံး ြတ်ချက်ချခဲ့ပါတယ်။ဒီအကြောင်းကိုလည်းကိုရင်လေးကသူ့ရဲ့မိဘတွေကိုအတိပေးခဲ့ပြီးဖြစ်ပါတယ်။ကိုရင်လေးကမိဘကျေးဇူးဆက်တဲ့နီလန်းကိုတခြားသူတွေနဲ့မတူတဲ့လမ်းစဉ်တစ်ခုနဲ့ရှောက်လန်းခဲ့ရပါမိဘကျေးဇူးကိုကြေအောင်ဆက်နိုင်တဲ့နီးလန်းတွေကိုရှင်တော်ဘုရားကဟောပြတော်မူခဲ့တဲ့အကြောင်းစာပေအကျမ်းကတွေမှာအထင်ရှားတွေ့မြင်ရပြီးသားဖြစ်ပါတယ်။ မိဘကျေစုကျေအောင်စံနီးမှာအခြေခံအလေတန်းနဲ့အထက်တန်းဆိုပြီးတော့အဆင့်၃ဆင့်ရှိပါတယ်။အခြေခံမှာတော့ပြောပြုမွေးလို့ခေါ်တဲ့မိဘတွေရဲ့ပြောစကားကိုနားထောင်မယ်။မိဘတွေကိုပြုစုဆောင်ရှောက်ပေးမယ်။မိဘတွေကိုပြန်လည်ကြွေးမွေးပေးကမ်းမယ်ဆိုပြီးတော့အချက်၃ချက်ရှိပါတယ်။အလေတန်းဆင့်မှာတော့ဂုံတောင်းအပ်လို့ခေါ်တယ်။မိဘတွေရဲ့ဂုံကျေစုကိုအောက်မေ့ပြီးကြော်ခြင်းမိဘတွေကိုတောင်းပန်ပြီးကြော်ခြင်းဗုဒ္ဓမြတ်စွာရဲ့ဒေသနာတော်တွေနဲ့ကန့်ညီအောင်မိဘတွေကိုဆုံးမပေးပါရန်အနှံခြင်းတို့ပဲ ဖြစ်ပါတယ်။အထက်တန်းစစ်မှာတော့ we are လို့ခေါ်တဲ့မိဘတွေဝိပဿနာတရားကိုအားထုတ်နိုင်ဖို့အတွက်အကူအညီပေးခြင်း၊မိဘတွေကိုအရိယာတွေဖြစ်အောင်လမ်းညွန်ပြသကူညီပေးခြင်းစတဲ့အချက်နှစ်ချက်ပါဝင်ပါတယ်။ကိုယ့်ရဲ့ကူညီပံ့ပိုးပေးမှုကြောင့်မိဘရဲ့စိတ်ဓာတ်မြင့်မားမှုနဲ့ကုသိုလ်တိုးပွားမှုကဘဝလင်းမြောက်မှုအဆင့်အထိတက်လန်းသွားနိုင်ပြီဆိုရင်အဲ့ဒီလိုမျိုးတက်လန်းနိုင်အောင်ဓမ္မနည်းနဲ့ကျေးဇူးဆက်တဲ့သားသမီးအနေနဲ့မိဘကျေးဇူးကိုအကျေဆက်ပြီးသားဖြစ်သွားတော့တာပါပဲ။ကိုရင်လေးကလည်းဒီလိုမျိုးမိဘတွေကို ့တရားနဲ့ကျေးဇူးဆက်မယ်ဆိုတဲ့လမ်းစဉ်ကိုလိုက်ခဲ့တာဖြစ်ပါတယ်။ကိုရင်လေးဟာပရိယပရိပတ်စာပေတွေကိုလည်းတင် जा လျက်ရှိနေပြီးတော့သူတီထားတတ်ထားသမျှတွေကိုဒကာဒကာမတွေစီကိုပြန်လည်ဝေမျှဟောကြားပေးလိမ့်ရှိပါတယ်။ အသက်ငယ်ငယ်ရွယ်ရွယ်နဲ့ဓမ္မတရားတွေကိုကြကြနနဟောကြားနိုင်တာကြောင့်ကိုရင်လေးကတဖြည်းဖြည်းနဲ့နာမည်ကြီးလာပြီးတော့ပြည်တွင်းမှာတာမကပြည်ပမှာပါတရားပွဲတွေများစွာထွက်ဟောနေရပါတယ်။ကိုရင်လေးရဲ့တရားပွဲဟာလည်းဓမ္မပရိသတ်တွေနဲ့အတော်လေးကိုစီစီကားကားရှိလာပါတယ်။ပြီးခဲ့တဲ့မေလတရက်နေ့တုန်းကတော့အထိုင်းနိုင်ငံမဟာချိန်မှာကျင်းပပြုလုပ်ဖို့အတွက်ရည်ရွယ်ထားတဲ့ကိုရင်လေးရဲ့တရားပွဲဟာထိုင်းအာဏာပိုင်တွေဘက်ကခွင့်မပြုခဲ့ရကြောင်းတရားပွဲဖြတ်သိမ်းလိုက်ရပါတယ်။ဒီတရားပွဲဖြစ်မြောက်ဖို့အတွက်ထိုင်းနိုင်ငံကိုရောက်ရှိနေတဲ့ ်မြန်မာရွှေပြောင်းလုံသားတွေစုပေါင်းပြီးတော့ကိုရင်လေးကိုဖိတ်ကြားကစီစဉ်ကျင်းပဖို့စ조사ခဲ့တာဖြစ်ပါတယ်။ဒါပေမဲ့ထိုင်းအာဏာပိုင်တွေဘက်ကတရားပွဲကိုခွင့်မပြုခဲ့ပါဘူး။ဘာဖြစ်လို့လဲဆိုတော့အဆိုပါတရားပွဲနဲ့ပတ်သက်လို့သက်ဆိုင်ရာအာဏာပိုင်တွေထံကိုခွင့်ပြုမိတ်လာမတင်ထားတာကြောင့်ဖြစ်တယ်လို့ထိုင်းအာဏာပိုင်တွေဘက်ကထုတ်ပြန်ခဲ့ပါတယ်။ဒီအကြောင်းနဲ့ပတ်သက်လို့မဟာချိုင်မှာနေထိုင်လျက်ရှိတဲ့မြန်မာရွှေပြောင်းလုံသားတအူက ကျွန်တော်တို့မြန်မာလူထုမားတွေစုပေါင်းပြီးတော့တင်းငနေဈေးထဲမှာကိုရင်လေးကိုပင်ဖဲ့ပြီးတရားပွဲလုပ်ဖို့အစီအစဉ်ခဲ့ကြတာပါအဲ့ဒီမှာတာဝန်ရှိသူတွေရောက်ရှိလာပြီးတော့သူတို့စီကိုတရားပွဲခွင့်ပြုမိတ်မတင်လို့ဆိုပြီးတရားပွဲကိုလာပိတ်သွားတာလို့အခြေအနေကိုပြောပြခဲ့ပါတယ်တရားပွဲကစောင်းပေါက်တွေပါအသုံးပြုရတာဖြစ်လို့ဒီအတွက်ခွင့်ပြုမိတ်ကမဖြစ်မနေလို့အကြောင်းထိုင်းရနာပိုင်းတွေဘက်ကပြောထားပါတယ်ဒီကိစ္စကနောက်ဆိုရင်စင်ကျင်စရာကိစ္စတွေရှိလိမ့်မယ်လို့ယုံကြည်ပါတယ်တရားပွဲပြုလုပ်မယ်ဆိုရင်ထိုင်းနိုင်ငံမှာမဟုတ်ပါဘူးမြန်မာနိုင်ငံ င်ကကိုယ့်အိမ်ရှိမှလုံရင်တောင်မှခွင့်ပြုမိတင်ရပါတယ်။အခုသူတစ်ပါးနိုင်ငံမှာခွင့်ပြုမိမတင်ပဲတရားပွဲလုပ်ဖို့ကြိုးစားတာကြောင့်အခုလိုမျိုးမဖြစ်တဲ့နာရီဖြစ်လာရတယ်လို့ဆိုလိုက်ပါရစေ။အဆုံးထိကြည့်ပေးခဲ့ကြလို့အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။